နေဝင်းအကြောင်းတွေပေါ်လိုက်တဲ့နော်ဖော်ရေးထားအားလုံးပဲမင်လာပါရှင်အနုပညာရကူရီမှာအောင်မြင်မှုတွေကိုရရှိနေတဲ့နော်ဖော်ရေးထားတော့ကိုယ်စွင့်ရကူရီတွေမှာစတိုက်ရကူပြနေရပြီးဒီမှာတော့ခုဆိုရင်အနုပညာလို့တွေမှာပြည်တည်ရဲ့အပြည့်မှုတွေကိုအပြည့်ဝရရှိထားပါတယ်အခုဆိုရင်ပွဲတက်တွေမကြာခဏဆိုသလိုတရားပြနေရတဲ့နော်ဖော်ရေးထားတော့နေဝင်းရဲ့အကြောင်းတွေကိုပြပြလာခဲ့ပါတယ်နော်ဖော်ရေးထားတော့နေဝင်းကအစ်စ်မကောင်းသူကအရင်ကက်စီနေတယ်လို့ဆိုပါတယ်အကြောင်းတွေနဲ့ပတ်သက်ပြီးနော်ဖော်ရေးထားကအခုလိုပဲပြပြလာခဲ့ပါတယ် နော်ဘွားရဲ့ဒါကကိုနေဝင်ကပြောဆောင်တာတော်ရင်ဒါပေမဲ့သူကအရင်ကကက်စီနေတဲ့သူပါမကြမီကိုနေဝင်နဲ့တူတူရိုက်ကူရေးတွေလုပ်တော့ဖို့ရှိပါတယ်ကိုနေဝင်ကပြပြနေတတ်တဲ့သူပါဆိုပြီးနော်ဘွားရဲ့ဒါကတယောက်ဆောင်နေဝင်အကြောင်းပြောပြလာခဲ့ပါတယ်နေဝင်ကတော့မင်းသားရီတဲမှာဆိုရင်သပင်းရှိထားတဲ့မင်းသားတဲ့ဖြစ်ပြီးအရေးပေါ်မှာလည်းနေဝင်ကအခုလိုပဲပြောပြထားခဲ့ပါတယ်နေဝင်ကကျွန်တော်အနေနဲ့သပင်းညက်တဲ့မညက်ဘူးဆိုတာကအခက်အခဲတခုတော့မဟုတ်ပါဘူးကျွန်တော်ကတော့အစောကြီးတွေကသပင်းညက်ဖို့စီစဉ်ရှိပြီးသားပါ ဒါပေမဲ့သပင်းအရှင်နဲ့ကိုမြင်များမြင်ဖူးစေချင်လို့ကိုရိုက်တာပေါ့နော်ညက်လို့လည်းဘာမှဖြစ်ပါဘူးသပင်းညက်လိုက်ရမှာကြောက်နေရမျိုးမဟုတ်ပါဘူးသပင်းကပြန်ရှင်းလာမှာပဲလीသပင်းညက်ပြီးတော့ရိုက်ရမယ့် character အတွေ့ဆိုရင်လေဒီသပင်းကိုညက်ပြဖို့ကသူ့အနေနဲ့အဆင်တပြေတခြားသူတွေကတော့ထင်ကျင်ထင်လိမ့်မယ်အဲဒီပုံမှာတော့ကျွန်တော်တို့အခက်အခဲရှိမှာပေါ့နော်တကယ်တော့မဟုတ်ပါဘူးဆိုပြီးနေဝင်ကပြောပြလာခဲ့ပါတယ် ဗီဒီယိုရာအပီဝင်းရမူရီကိုအပြေဝါရရှိထားတဲ့မင်းသမီးလေးနော်ဖွားရထားတော့အခုစဉ်ရိုက်ကွေးရီမှာစတိုင်ဘောင်ဝင်ရိုက်ကူပေးနေရပြီးနော်ဘဲရထားကတော့အနုပညာနယ်ပြမှာတော့နေရာတခုချင်းအခိုင်မာရတ္တီကအောင်မြင်နေပါတယ်မင်းသမီးလေးနော်ဖွားရထားကတော့အနုပညာအလုပ်လေးတွေမှာစူးစမ်းလုပ်ကိုင်းနေပြီးတယောက်တည်းအေးချမ်းချမ်းလေးဖြတ်တန်းနေရပါနော်ဘဲရထားကသူ့အနေနဲ့အင်တာရေးတခုမှာဖောက်ပြန်တာမျိုး အစတော့တမျိုးနောက်တော့တမျိုးကိုရမှာဖောက်ပြန်သူတွေဆိုရင်သဘောမချဘူးလို့ဆိုပါရယ်အဲကြောင့်လေးတွေနဲ့ပတ်သက်ပြီး နော်ဘောရီတာကအခုလိုပဲပြောပြလာခဲ့ပါရယ်နော်ဘောရီတာကနော်ဘောကတော့အင်တော်ကြီးတခုမှတိစားရှိတာဘူးရင်ကြီးရဲ့လို့တင်နေအင်တော်ကြီးတခုမှတော့နားလည်မှုရှိဖို့လည်းလိုပါရယ်အရေးကြီးတာကမဖောက်ပြန်ဖို့ပါနော်ဘောရီတာကဖောက်ပြန်တာမျိုးကိုရမှာတမျိုးလောက်တာမျိုးဆိုရင်သဘောမချပါဘူးလို့ပွေးပွေးလင်းပဲပြောပြလာခဲ့ပါရယ်နော်ဘောရီတာကတော့အချစ်ရတဲ့စီပွားရေးလုပ်တွေကိုပဲစူးစမ်းလုပ်ကင်သွားမလို့ဆိုပါရယ် မင်းသမီးလေးနော်ပေါ်အေတာကတော့သူ့ရဲ့ခြေအနေပတ်သက်ပြီးအခုလိုပဲပြောပြလာခဲ့ပါတယ်။နော်ပေါ်အေတာကနော်ပေါ်ကခွတ်ဆိုရင်အင်တာဗျူးရမယ်အသက်အရွယ်ကိုရောင်းနေပြီလို့ပြောလို့ရတယ်။အခြေအနေမှာတော့ကို့ဘော်လူလီသေးမရှိအောင်ပြည့်စည်ပေးနိုင်တဲ့သူမျိုးကို့တကယ်သဘောကျတဲ့သူမျိုးကိုဆိုရင်လက်တွဲဖို့ပြည့်ရွေးချယ်သွားမှာပေါ့နော်။အခုတော့မပြောသေးဒီရေတီချလာရင်အားလုံးကအတိအပြီးပြပြမှာပါဆိုပြီးနော်ဖို့ရတာကပြောပြလာခဲ့ပါသေးတယ်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအကျသောပရိသတ်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှတ်တယ်ကျေးဇူးအများကြီးတင်ပါတယ်။